တနင်္ဂနွေသာသမီများအားလုံးပဲမင်္ဂလာပါခင်ဗျာတနင်္ဂနွေသာသမီများအခုလာမယ့်မြန်မာနှစ်ဆန်းတရက်နေ့မှာအင်မတန်မှအစွမ်းထက်မြက်တဲ့ခေါင်းစေးမင်္ဂလာရရရကိုကိုယ်တိုင်ကိုကြခြေလို့ရအောင်ဖော်ပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဂျစ်တယ်အနီးကကျွန်တော်ရဲ့ရှေးမြန်မာဘယင်များလက်တဲ့ကလေးကတိုင်ရင်တရားမြင်မဲ့တဲ့ဖြစ်တဲ့အခါမင်းလာပေါ်တဲ့အခါခြေတန်းထွက်တဲ့အခါစစ်ချီစစ်ထွက်တဲ့အခါဒီမှာလဲကံကောင်းအောင်အောင်မြင်အောင်အသုံးပြုခဲ့တဲ့နေပဲဖြစ်ပါတယ် နောက်မြမလောကီပညာမှာလည်းပဲရှေးဆရာအစင်ဆက်လက်ဆင့်ကမ်းပြီးတော့တုံးလာခဲ့တယ်။ကျွန်တော်ရဲ့အနန္တကျေးဇူးရှင်ဆရာသခင်အဘမင်းသင်ခအာကိုအထာပြုတုံးဆွဲခဲ့တဲ့ကျွန်တော်လည်းပဲလက်လက်ရှိတုံးဆွဲနေစနေပြဖြစ်ပါတယ်။အဲ့တော့ကာဇာတာညံ့တဲ့အခါဒီမှာကြီးမားတဲ့အခက်ခဲတွေစိတ်ညစ်စရာတွေရှိတဲ့အခါဒီမှာဒီကောင်းစင်မင်္ဂလာကိုပြုလုပ်ရပါတယ်။အင်ပဒံမအစွမ်းထက်မြက်တဲ့ရည်ရွယ်ဖြစ်ပါတယ်။အဲ့တော့အရင်ဆုံးတနင်္ဂနွေသားသမီးများအခုလာမယ့်မြန်မာနေစတဲ့ရက်နေ့မှာ ေါင်းစင်းမင်္ဂလာရေတရားကိုတိုင်ကိုကြလုံးလို့ရအောင်ပေါ်ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အဲ့တော့ခေါင်းစင်းမင်္ဂလာလုပ်တဲ့အခါမှာနက်နာမူရမယ့်အရက်ကတော့တင်းင်းကလေးသားသမီးတွေရဲ့တေစားအရက်ဖြစ်တဲ့အနောက်အရက်ကိုနက်နာမူပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်အဲ့တော့အနောက်အရက်ဆိုတာနေဝင်တဲ့အရက်အဲ့တော့အနောက်အရက်ကိုနက်နာမူပြီးတော့လောက်မှာဖြစ်ပါတယ်အဲ့တော့ဘယ်ဘက်ခြေတော့အောက်မှာရွက်လာလေးညွန့်သမဟုတ်ဝါးလေးညွန့်နင်းထားမှာဖြစ်ပါတယ်ညာဘက်ခြေတော့အောက်မှာတော့ ဇော်သိန်းသုံးညွန့်သမဟုတ်ဇီးသုံးညွန့်နင်းထားမှာဖြစ်ပါတယ်နောက်တစ်ခုကလင်ပန်းထဲမှာတပြေ6ညွန့်ဂန်းကောင်2ညွန့်မင်းမျိုးပဲ9ဖွင့်ထည့်ရမှာဖြစ်ပါတယ်အဲ့တော့လင်ပန်းအဲ့တော့ပကံများတို့ဘာလို့သုံးလို့မရအောင်လင်ပန်းလင်ပန်းဆိုတာလေးလင်းဆိုတာလေးပန်းဆိုတာငါလေးနိုင်ငံထဲမှာကိုကိုနေဝင်းလင်ဝင်းဥကံကံကိုမြင့်အဲ့တော့လင်မဲမဲသုံးပါလင်မဲနဲ့မှာတပြေ6ညွန့်ဂန်းကောင်2ညွန့်မင်းမျိုးပန်း9ဖွင့်ထည့်ပါအဲ့တော့မင်းမျိုးပန်းရှာလို့မရရင်ပန်းအဝ9ဖွင့်ထည့်ပါ ပြီးရင်တရော်ကမုန်းနဲ့ခေါင်းချော်မှာဖြစ်ပါတယ်အဲ့တော့တရော်နဲ့ကမုန်းနဲ့တရော်ကမုန်းမရလို့ရှိရင်လည်းပဲရွှေတရော်ခေါင်းချော်ရင်းနဲ့လျှော်လို့ရပါတယ်အဲ့တော့ခေါင်းပေါ်မှာတရော်ကမုန်းတွေလောင်းပြီးတော့လျှော်လိုက်ပါပြီးရင်အဲ့ဒီကခေါင်းပေါ်မှာရှိတဲ့တရော်ကမုန်းတွေကိုလင်နဲ့လင်ပန်းထဲမှာထည့်ထားတဲ့ပန်းတွေအပေါ်မှာညှစ်ချမှာဖြစ်ပါတယ်အဲ့လိုမျိုးခေါင်းလျှော်ပြီးတော့နှစ်ချနေရင်လည်းစူတောင်းအောင်မှာဖြစ်ပါတယ်အဲ့တော့ကိုလိုချင်တဲ့စူတောင်းမှာအဲ့တော့ကျမ်းမာရင်းနဲ့သူတွေကလည်းကျမ်းမာရေးကောင်းဖို့ယောဂတွေပျောက်ဖို့ယောဂနဲ့ဆင်းနေတွေ့ဖို့ နောက်ဆရာကောင်းသမားကောင်းပြေးဖို့စေကူတော်မှုဝင်ကြီးနေအစဉ်ပြေးဖို့စတဲ့နေစွတောင်းပါနောက်အခြေအစဉ်ပြေးတဲ့သူများလည်းအခြေအစဉ်ပြေးဖို့အိမ်တော်ရေးအစဉ်ပြေးဖို့ငွေကြီးလက်ရှင်ဖို့ငွေတွေဝင်ဖို့နောက်ရရရှိတဲ့ငွေတွေအမြန်ရဖို့အကျွေးတွေအမြန်ကြည့်ဖို့စသည်ဖြင့်နိုင်ငံခြားအမြန်သွားဖို့ဗီဇာအမြန်ရဖို့ရာထူးတိုးဖို့ရှောက်ထားတဲ့အလုပ်အမြန်ရဖို့စသည်ဖြင့်မိမိအလိုရှိတဲ့အရာများကိုအဲ့ချိန်မှာစုတောင်းပါအဲ့တော့ခေါမမော်ရှိတဲ့တေရော်တွေကိုခုနလင်မန်းထဲမှာရှိတဲ့ပန်းတွေပေါ်ညှစ်ချရင်းနဲ့ အဲ့ဒါဆူတောင်းမှာဖြစ်ပါတယ်အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်ခြေတောင်းနဲ့နင်းထားတဲ့ပန်းတွေကိုကိုယ့်ရဲ့လက်နဲ့မထိအောင်ကန်ရမှာဖြစ်ပါတယ်အဲ့တော့ခေါ်ပြားနဲ့ကော်လဲရတယ်လက်ရည်ဆွပြီးတော့ကန်လဲရတယ်အဲ့တော့ခြေတောင်းနဲ့နင်းထားတဲ့ပန်းတွေကိုအိတ်ထဲမှာထည့်ပါတနင်္ဂနွေသားသမီးတွေရဲ့ဘုံမီအရက်ဖြစ်တဲ့မိမိနေအိမ်ရဲ့တောင်ရက်ကိုသွားပြီးတော့ဆွတ်မှာဖြစ်ပါတယ်အဲ့တော့ဆွတ်တဲ့အခါမှာလည်းငါမှရှိတယ်ကန်ညံခိုက်တီးငါကြုံရမယ့်အခက်အခဲတွေဒုက္ခတွေစိတ်ညစ်စရာတွေမကောင်းတာတွေအားလုံး ဟာမှာရှိတဲ့ကံအညံ့တွေအားလုံးမကောင်းတာတွေအားလုံးငါကြံဝမ်းမဲ့အခိုက်တွေအညံ့တွေအားလုံးပါသွားပါစေလို့ဆုတောင်းပြီးတော့ဆွံ့ပလိုက်ပါမိမိနေအိမ်ရဲ့တောင်ရက်ကိုသွားပြီးဆွံ့အောင်ဖြစ်ပါတယ်အဲလင်မင်းထဲမှာထည့်ထားတဲ့ပန်းတွေကိုတော့အိတ်ထဲမှာထည့်ပါအဲ့ဒီကအိတ်ကိုတော့တင်းငွေသားသမီးတွေရဲ့ဘုံအဲတေဇအရက်ဖြစ်တဲ့အောင်မြင်ခြင်းအရက်ဖြစ်တဲ့အနောက်ရက်ကိုမိမိနေအိမ်ရဲ့အနောက်ရက်မှာသွားပြီးတော့ဆွံ့အောင်ဖြစ်ပါတယ်ဆွံ့တဲ့အခါမှာတော့မိမိအလိုရှိတဲ့အရာမျိုးဆူတောင်းပါ ်ရာထူးတူဖို့နိုင်ငံခြားအမြန်သွားဖို့ဗီဇာရဖို့အခြေရေးငွေကြေးအင်တာဝေးအစဉ်ပြေဖို့ကျန်းမာရေးကောင်းဖို့နော်ဘယ်လိုမျိုးအကြံစီတွေအောင်မြင်ဖို့စသည်ဖြင့်အလိုရှိတဲ့အရာများကိုစုထောင်းပါအဲ့ဒါမြန်မာနှစ်ဆန်းတရနေ့မှာတနင်္ဂနွေတာသမီများပြည့်လို့ရမယ်ခေါင်းစည်းမင်္ဂလာရရဖြစ်ပါတယ်အဲ့တော့မြန်မာနှစ်ဆန်းတရနေ့မှာမဟုတ်ပါဘူးဒီတစ်နှစ်လုံးကြာထဲမှာလည်းပဲအခက်အခဲရှိရင်ရှိသလိုအရေးကြီးတဲ့ကိစ္စတွေရှိရင်ရှိသလိုကြီးမားတဲ့စိတ်ညစ်စရာတွေဆက်ရှုပ်စရာတွေအခက်အခဲတွေရှိတဲ့အခါကြီးမားတဲ့ရည်ရွယ်ချက်တွေရှိတဲ့အခါ နောက်အရေးကြီးကိစ္စတွေရှိတဲ့အခါလာစာမွေးနာနေတဲ့အခါတို့ရတုတို့ပြင်မဲ့အခါတို့တန်ယုံမကန်နီးတို့စသည်ဖြင့်အဲ့လိုနေ့ဒီမှာလည်းပဲဒီနေရာကိုဆောင်ရွက်နေပါတယ်အဲ့တော့မနေ့စောစောလေးခြင်လို့ရပါတယ်အတိအကျလေးကိုပဲခြင်တဲ့ဘက်ဆိုရင်တော့မနေ့9နာရီရနေပြီးတော့10နာရီခွဲအတွင်းမှာခြင်လို့လည်းပဲရပါတယ်ကဲအဲ့တော့တနင်္ဂနွေသာသမီများအမှန်တမ်းအစွမ်းထက်မြက်တဲ့ခေါင်းစိမ်းမင်္ဂလာကိုကိုယ်တိုင်ကိုယ်ကျပ်ကောင်းစွာဆောင်ရွက်နိုင်ကြပါစေမင်္ဂလာနှစ်သစ်မှာလည်းပဲတနင်္ဂနွေသာသမီတွေအားလုံး ရင်မှန်းချက်ရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ကြပါစေ။ဒီပွားတိုးတဲ့အောင်မြင်ချမ်းသာကြပါစေ။လွတ်လပ်ပေါ်ပါပျော်ရွှင်စွာနဲ့အောင်မြင်စွာနဲ့မင်္ဂလာနှစ်သို့နှစ်သစ်ကိုဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့မင်းသိန်းခန့်ရှင်ဝန်တူနေဖြစ်ပါတယ်။ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြပါ